မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်အမေရိကန်အစိုးရလုပ်ငန်းရပ်ဆိုင်မှုဟာမြန်မာပါဝင်နိုင်ငံကရွှေ့ပြောင်းနေထိုင်သူတွေနဲ့အခြေခံလူတန်းစားတွေအပေါ်ကြီးမားတဲ့ဖိအားနဲ့တက်ရောက်မှုတွေရှိလာနိုင်တယ်လို့လေးလာသုံးသက်သူတွေကမှတ်ချက်ပေးပါရတယ်ဒီသတင်းကိုတူတာချမ်းသာပေးပို့ထားပါရရှင် အမေရိကန်ဆိုရဆက်လက်လက်ပတ်ဖို့လိုအပ်တဲ့ရမဝင်ဥပဒေကြောင့်လွတ်တော်မှအကြီးမပြုနိုင်ခဲ့တဲ့အတွက်ဒေတာဆန်တော်ချိန်အောက်တိုဘာလနေ့မှာဆိုပိုင်းကစပြီးတမရာထရမ်ဆိုရရဲ့လုပ်ငန်းလည်ပတ်မှုတွေရပ်ဆိုင်ထားရတာပါ။နောက်နေ့အတွက်ဘတ်ဂျက်အုံကြီးမှာပါဝင်ရမယ့်ပြည်သူတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်တွေကို ထရမ့်အစိုးရကဖျက်တောက်တာနဲ့ပတ်သက်ပြီးဒီမိုကရက်နဲ့ရီပက်ဘလစ်ကန်တို့နှစ်ပါတီအကြားလွတ်တော်မှာသဘောထားမတိုက်ဆိုင်မှုတွေကြောင့်အခုလိုရပ်ဆိုင်ထားရတာဖြစ်ပါတယ်။နှစ်ပါတီသဘောထားတိုက်ဆိုင်တဲ့အဖြစ်တစ်ခုထွက်ပေါ်လာမှအစိုးရလုပ်ငန်းတွေပုံမှန်ပြန်လည်ပတ်နိုင်ကြမှာဖြစ်ပါတယ်။အစိုးရလုပ်ငန်းတွေရပ်ဆိုင်ထားတဲ့ပြဿနာဟာမြန်မာအပအဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့အခြေခံလူရန်းသားတွေအပေါ်ကြီးမားတဲ့ပြည်အားနဲ့တက်ရောက်မှုတွေရှိလာနိုင်တာပါ။ Affordable Care Act အတွက်ကိုလည်းပဲ The Beautiful Bay မှာဒီနှစ်စကြေရသူကတော်တော်လေးကိုဖြတ်ထားပြီ သားပေါ့เนาะအဲ့လိုမျိုးဆိုတော့ဟိုအရန်ကိုချိကိုင်းနေနာမှုတွေရှိတယ်အထူးသဖြင့်ဒီလိုအကျမ်းမကြီးအခြေအနေတွေမကောင်းတဲ့လူတွေတက်ကြီးရွယ်ဟိုတွေအဲ့လိုမျိုးလူတွေအပေါ်မှာဆိုရင်ဒါတော်တော်လေးကိုစိုးရိမ်ရအနေထားရှိရဲ့ဒီနိုင်ငံမှာဒီ policy တွေ budget အတုံးနေနဲ့ပတ်သက်ပြီးတော့လေ့လာတဲ့ပညာရှင်တွေနဲ့စုဖွဲ့ထားတဲ့ Center for Budget and Policy Priority ဆိုတဲ့အဖွဲ့မျိုးတွေရှိရဲ့သူတို့တွေကဆိုရင်ဘယ်လိုမှန်း မ်းနောက်မှန်ထားလဲဆိုတော့တကယ်လို့သာအခု Democratic ဘက်ကတောင်းဆိုထားတဲ့ Affordable Act ကို extend မလုပ်ဘူးဆိုလို့ရှိရင်လူ၄သန်းလောက်က Health Insurance Coverage တွေကျန်းမာရေးစောင့်ရှောက်မှုတွေဆုံးရှုံးနိုင်ပြီးတော့တော်တော်လေးကိုထိခိုက်နှံ့မှုတွေဖြစ်သွားနိုင်တယ်ပေါ့နော် ဒီလိုမျိုးအခြေအနေကြုံလာရပြီဆိုရင်လုံထုံလုံကြီးတွေရအစိုးရလုပ်ငန်းတွေရဆိုင်မိနာမှာ Federal ဝန်ထမ်းအများပြလာသာမဲ့ခွင့်နဲ့အလုပ်နာကြရတာဖြစ်ပါတယ်။ခုနှစ်နှစ်နီးပါးအချိန်တွင်တကြောပြန်အစိုးရလုပ်ငန်းရဆိုင်ထားရတာအတွက်နှစ်ဖက်လွှတ်တော်အမတ်တွေကအပြန်အလှန်အပြစ်တင်ဝေဖန်နေချိန်မှာပဲ Federal အစိုးရဝန်ထမ်းတွေကိုအကြီးအကျယ်ရှော့ချထုတ်ပယ်တော့မယ်လို့အင်မီရောကအောက်တိုဘာလ၂ရက်နေ့မှာကြေညာချက်ထုတ်ခဲ့ပါတယ်။ဒီအမေရိကန်ပြည်ထောင်စုမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျမကြီးနဲ့ပတ်သက်ပြီးတော့ကဘာကြီးမှာဒီပြည်နိုင်ငံမှာတကြတံကို ဒီနိုင်ငံမှာ30လောက်ပြီစီးလုပ်တဲ့ကုမ္ပဏီတွေကချမ်းသာနေတယ်။ insurance တွေကအများကြီးအခြေခံအလုပ်သမားလူတန်းစားတွေအတွက်ကတော့မကောင်းဘူးဗျာ။ဒီအခြေခံလူတန်းစားတွေအတွက်ကျမကြီးထောက်ပံ့မှုပေးတဲ့နေရာမှာအားနည်းတယ်လို့မြင်ပါတယ်။ဒီမိနိုင်ငံနေမှာလည်းဆီးရတလောက်သေးမကြည့်ဘူး။ဆရာဝင်ပြတာတွေကတလောက်သေးမကြည့်ဘူး။တင်းတင်းလျောက်ပါတဲ့ကုန်ကျစရိတ်ပဲရှိတယ်။အမေရိကန်ပြည်ထောင်စုကကမ္ဘာမှာဈေးကြီးဆုံးပဲ ဆယ်စုနှစ်တကာလအတွင်းဖြစ်စဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်ဒီမိုကရက်နဲ့ရီပပ်ဘလစ်ကန်ပါတီနှစ်ခုစလုံးကခေါင်းဆောင်တွေဟာအာဏာရှင်ကာလမှာပါတီရရှိအာဏာတည်မြဲရေးအတွက်လုပ်ပိုင်ခွင့်ကိုအလွန်ကြုံသုံးပြီးမလိုလားတဲ့ဆောင်ရွက်ချက်တချို့ပြုလုပ်ခဲ့တာကြောင့်လက်ရှိအခြေအနေနဲ့ကြုံနေရတာလို့လေ့လာသူတချို့ကမှတ်ချက်ပေးပါတယ်။ဒီမိုကရက်တွေကပြည်သူတွေရဲ့ထောက်ခံမဲ့များများရအောင်ပုံမှန်ထက်ပိုရခံစားခွင့်နဲ့ပေးပြီးစည်းရုံးမှုစူးစမ်းခဲ့တယ်လို့ သမရာထရမ်ကလည်း Republican တွေနောက်တတန်တခုအားသာဆက်ထိန်နိုင်အောင် Democrat တွေကိုလည်းထိုးနိုင်မှုကြိုးစားနေတာဖြစ်ပါတယ်။သူတို့ဒီ Medicaid ကိုကျမရေရှော့ရှော့တဲ့ဒီ Benefit က

တမလာထရမ်ဟာသူ့ရဲ့ပထမသက်တမ်းမှာလည်းအခုလိုအစိုးရလုပ်ငန်းတွေရပ်ဆိုင်ထားရတဲ့အခြေအနေနဲ့ကြုံတွေ့ခဲ့မှုပါတယ်ဒီလိုအစိုးရလုပ်ငန်းယာယီရပ်ဆိုင်ထားတဲ့ဖြစ်စဉ်ဟာ အစိုးရဘော်ပြည်သူတွေရဲ့ယုံကြည်မှုပြောကြစေတယ်လို့အစိုးရရဲ့ဝင်ငွေနဲ့နာဆုံးရှုံးမှုကလည်းဒေါ်လာဘီလီယံနဲ့ချီပြီးရှိနိုင်တာပါအခြေခံပြည်သူတွေကိုထောက်ပံ့နေတဲ့ဂျမိုင်းနဲ့ဆန်ဒိကပတ်မှုတဲ့အစီအစဉ်တွေကိုဂျမတ်ဖြတ်တောက်မဲ့ One Big Beautiful Bill ကိုတမန်ထရမ်ကဇူလိုင်လမှာလက်မှတ်ရေးထိုးခဲ့ပြီးနောက်နိုင်ငံတော်ကအစိုးရရဲ့ရည်ရှိဂျမိုင်းထောက်ပံ့မှုခံစားခွင့်ရဖို့လိုအပ်သူတွေပန်ဆန်ဆွမ်းနေတဲ့မိသားစုတွေကမြို့တော်ဝါရှင်တန် DC မှာဆန္ဒပြတောင်းဆိုလာပြီးပြုလုပ်ခဲ့ကြပါတယ်ကျွန်တော်တူတာချန်တာပါ ရှမ်းပြည်နယ်မြောက်ပိုင်းဒီဘောမြို့နယ်မန်ဟဲကြီးရွာကိုစစ်ကောင်မရှင်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့တန်းမျိုးသားလူမျိုးဝေးတပ်မတော် TNL ကဒီကနေ့အော်တိုဘာလ၄ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အော်တိုဘာလ၄ရက်နေ့မနက်9:49မိနစ်မှာဒီဘောမြို့နယ်မန်ဟဲကြီးရွာကိုစစ်ကောင်မရှင်စစ်တပ်ရဲစခန်းဟောင်းထဲကိုပေါင်150ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ထိခိုက်ဒဏ်ရာရှိတဲ့အခြေအနေကိုထုတ်ပြန်ချက်မှာမဖော်ပြထားပါဘူး။အော်တိုဘားလာ၂ရက်နေ့ကလည်းဒီဘောမြို့နယ်စံဖိတ်ကြီးရွာကုမှုဒရာဟိုတယ်ကိုပေါင်900ပုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့်အဆောက်အဦတစ်ခုထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNL ကဆိုထားပါတယ်။ဒါ့အပြင်အော်တိုဘားလာ၂ရက်နေ့မှာပဲနံပါတ်2မြို့အတွင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပေါင်900ပုံတစ်လုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူလူထု3ယောက်သေဆုံးခဲ့ပြီး6ယောက်ထိခိုက်ဒဏ်ရာရှိခဲ့ကလူနေအိမ်10လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါ ပါရှိပါတယ်။ကြောင်မဲကိုစေအုပ်စုကပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်ဒီဘောကိုဆက်ပြီးစစ်ကြောင်းထိုးဖို့အင်အားစုဖွဲ့မှုတွေလှုံ့ဆော်နေတယ်လို့လည်းဒေသခံတွေနဲ့ TNL ကပြောပါရရှင်။ မကွေးတိုင်းနမောက်မြို့နယ်မှာစက်တင်ဘာလ23ရက်နေ့ကအမြက်လန်းလုံခြုံရေးရဲတပ်သားတယောက်ဟာလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့တရက်ခရိုင်ပါကဖာတရင်တုံငပြေမပျောက်ကြားတပ်ဖွဲ့ကအော်တိုဘာလ3ရက်နေ့မှာထုတ်ပြန်လာပါတယ်။အဲ့ဒီရဲတပ်သားကြော်ခိုင်ဟာ PA94 MA13 တနတ်တလက် G-box ၄ခုဒီအတောင့်380ရုံးနဲ့အတူအလင်းဝင်ရောက်လာတာဖြစ်လို့စူချင်းငွေ3000ပေးအပ်ထားတယ်လို့သိရပါဗျ။ အလေးဝင်လာသူနဲ့မိသားစုလုံခြုံရေးအတွက်အချိန်ကြာမှသတင်းထုတ်ပြန်တာဖြစ်တယ်လို့ငပြေမပြောက်ကြားတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကိုငပြေကပြောပါရယ်သူဟာမနစ်ကပေါ်တာဆွဲခံရပြီးတောင်ငူအမတ်၁၁ရဲတပ်ရင်ကိုပို့ဆောင်ခံရတာလို့ကိုကျော်ခိုင်ကပြောပြပါရယ်လက်ရှိမှာဇာတိကိုမပြန်ပဲတော်လိုင်းမှာပါဝင်ဖို့ရည်မှန်းထားတယ်လို့လည်း TV ကိုပြောခဲ့ပါရယ်ဒါ့အပြင်စစ်တပ်လက်အောက်မှာကြန့်ရှိနေခဲ့ကြသူတွေအနေနဲ့လည်းအမြင့်မှန်ရရှိပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့အမြန်ဆုံးပူးပေါင်းကြဖို့တိုက်တွန်းလိုတယ်လို့လည်းကိုကျော်ခိုင်ကဆက်ပြောပါရယ် တယ်။ငပြင်းမပြောက်ကြားတက်ဖွဲ့စတဲ့ဖွဲ့စည်းတဲ့လင်းနစ်ကြောကြာကာလအတွင်းမှာအခုအလင်းဝင်လာတဲ့ရဲတပ်သားကိုကျော်ခိုင်ဟာပထမဆုံးဖြစ်ပြီးထပ်မံအလင်းဝင်လို့သူတွေကိုလည်းနှွေးထွေးစွာကြိုဆိုသွားမှာဖြစ်တယ်လို့ငပြင်းမပြောက်ကြားတက်ဖွဲ့စီကသိရပါတယ်ရှင်။ TVU မြန်တန်းကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်